ချန်ပီယံနယ်မြောက်ပိုင်းကုတ်ခိုင်မြို့ပေါ်မှာရှိတဲ့ကုတ်ခိုင် KIA ဆက်ဆိုင်ရုံနဲ့ဒေသကာကွယ်ရုံကိုမတ်လ9ရက်နေ့ညနေပိုင်းက TNLA တပ်ဖွဲ့ကစီးနှင်းဖယ်ရှားနေတယ်လို့ဒေသခံတွေကပြောပါရတယ်။ကုတ်ခိုင်ဆက်ဆိုင်ရုံမှာ TNLA နဲ့ KIA ပြဿနာဖြစ်နေပြီး KIA တပ်ဖွဲ့ကို TNLA တပ်ဖွဲ့ကမောင်းထုတ်နေကရုံကပစ္စည်းတွေကိုလည်းတည်ထုတ်နေတယ်လို့ဒေသခံတူကပြောပါရတယ်။ကုတ်ခိုင်မြို့ကနေ တာမိုးညဲသွားတဲ့လမ်းတစ်လျှောက် MNDA ရော TNL ပါအများပြားတွေ့ရပြီးကိုခိုင်က KIA တပ်ဖွဲ့ဝင်၃ယောက်ကိုလည်း TNL တပ်ဖွဲ့တွေကဖမ်းဆီးသွားတယ်လို့ဒေသခံအမျိုးသမီးတူကပြောပါရယ်လက်ရှိကဘုံရံသူဖြစ်တဲ့စစ်ကောင်စီကိုအဓိကတိုက်ထုတ်ရမှာဖြစ်တာကြောင့်ပြဿနာမကြီးအောင်ရှောင်ရှားနိုင်တာကအကောင်းဆုံးပဲလို့ဒေသခံတူကမှတ်ချက်ပေးပါရယ်ပြခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့မှာ KIA ဘိုကနေရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်ဖွဲ့တွေကိုတော်လိုင်းတပ်ဖွဲ့အချင်းချင်းကြားပြဿနာဖြစ်လာရင်လက်နက်နဲ့ဖြေရှင်းတာမျိုးလုံးဝမလုပ်ဖို့ညွှန်ကြားစာထုတ်ထားပါဗျာ။ TNN နဲ့မဟာမိတ် KI တို့ကြားမြေပြင်ပွတ်တိုက်မှုတွေပဋိပက္ခတင်းမာမှုတွေဆက်လက်မကြီးထွားစေဖို့ထင်းထင်းသိမ်းသိမ်းဆောင်ရွက်ဖို့လိုတယ်လို့ပြီးခဲ့တဲ့ February 28ရက်နေ့ကမန်တောင်လူတို့တွေ့ဆုံပွဲမှာ TNN ရဲ့စီးဥစည်းချုပ်ဗိုလ်ချုပ်တားဟိုပလန်က ပြောကြားခဲ့ပါတယ်ခင်ဗျာ